မြန်မာ UNICEF နဲ့တင်ရတော့ပြည်သက်တွေရဲ့မျှော်လင့်ချက်ကိုရိတ်ချုပ်လို့ကြည့်ခဲ့ရပါပြီ။ကြည့်ခဲ့ရပါပြီ။ဒီဇင်ဘာတွင်းမှာထိုင်းနိုင်ငံဟာအရှင်ပြည်လက်ခံကျင်းပမဲ့33ကြိမ်မြောက်အရှိတောင်အရှာစီးကင်းပြမွဲကိုဝင်ရောက်ရှင်းပြကြဖို့ရှိနေတဲ့မြန်မာ UNICEF နဲ့တင်ရပြည်သက်တွေရဲ့မျှော်လင့်ချက်ကိုရိတ်ချုပ်လို့ကြည့်ခဲ့ရပါပြီ။ဒီကချိုကူရိုဆာကီဦးဆောင်တဲ့မြန်မာ UNICEF နဲ့အသင်းအား စီးကဲအကျိုးပြင်ဆင်မှုအနေနဲ့ဂျပန်နိုင်ငံမှာအော်တိုဘာလာနှစ်ရက်နှစ်ရက်နေစတင်ပြီးတော့စကန်တွင်လေ့ကျင့်နေခဲ့ရတယ်ဖြစ်ပါတယ်။အဆိုပါဂျပန်နိုင်ငံခီးစဉ်တွင်မှာမြန်မာယူနိုဆက်နေအသင်းဟာဂျပန်ကလပ်အသင်းတချို့နဲ့ခြေစံပွဲစဉ်ကစားခဲ့ပြီးဒါတပွဲတည်းနှစ်ပွဲရှုံးဆိုတဲ့ရတာကိုထွက်ပေါ်ခဲ့ပါတယ်။အဆိုပါခြေစံပွဲစဉ်၃ပွဲစဉ်၃ပွဲအတွင်းမှာလည်းမြန်မာယူနိုဆက်နေအသင်းရဲ့ တက်စပင်းကရာဘို6ဘို့သားရှိခဲ့ပြီးခန်းစပင်းကတော့ဘေကို22ခုထိပြန်လဲကွန်ပျူတာခရရလည်းဖြစ်ပါတယ်အခုလို့သွားလာတဲ့မြန်မာ UNICEF နဲ့အတင်းရခြေစမ်းပိုင်းကြောင့်လည်းပြည်သက်တွေကမြန်မာ UNICEF နဲ့အတင်းပေါ်ယုံကြည်မှုဒါပြောဆောင်နေကြတာလည်းဖြစ်ပါတယ်ဒါပြင်ရမိုင်းနေရပြုလုပ်ထားတဲ့စီကမ်းမြုံမော်ရဲ့မခဘေးရလည်းအများအရာလည်းမြန်မာ UNICEF နဲ့အတင်းဟာအင်ဒိုနီးရှားဖိလစ်ပိုင်မလေးရှားအတင်းနဲ့အောက်စုတူတွေမှာအကြောင်းနေခဲ့တာကြောင့် မြန်မာအသင်းရဲ့ယခုလက်ရှိခြေစွမ်းတိုင်းနာဆိုလို့ရှိရင်အောက်ဆူအောင်နိုင်ရဲ့အတွက်မျှော်လင့်ချက်အားလည်းဒါခရီးသာရှိရလဖြစ်ပါတယ်အဆုံးသတ်ရှိပေးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်